ဇူမင်တက်အတင်ဟာအီတလီသင်းနီးပြအောင်စပယ်လက်ဒီကိုဒီယာဒီဂုံဒီသူတို့ရဲ့နီးပြတစ်ပြည့်ခန့်အကြောင်းကြေညာခဲ့ပါတယ်စပယ်လက်ဒီဟာလာဇီယိုသင်းကိုရေးနေပြီးနောက်ထုတ်ပယ်ခြင်းခံခဲ့ရတဲ့နီးပြတူတော်ရဲ့နေရာမှာအစားတို့ဝင်ရောက်ပြီးဇူမင်တက်အတင်နီးပြတစ်ပြည့်တာဝန်ယူရမှာပါတူတော်ဟာပြီးခဲ့တဲ့မန်ချစ်တာကတီယာဂိုမော်တာရဲ့နေရာမှာအစားတို့ဝင်ရောက်ပြီးဂျူဗင်တက်အသင်းကိုချန်ပီယံလိဝင်ခွင့်ရရှိအောင်ကင်တွယ်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဂျူဗင်တက်အသင်းဟာပြိုင်ပွဲဆုံး၈ပွဲစတိုက်နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့်နီးပြတူတော်ကိုထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာပါ။စပယ်လက်ဒီဟာအီဒီလေဝေ ၄၀အသင်းကိုမကင်တွယ်မီနာပိုလီအသင်းကိုနောက်၂၀နဲ့၂၃ရာသီမှာစီးရီဖလာရရှိအောင်ကင်တွယ်ပေးနိုင်ခဲ့ပါတယ်စပယ်လက်ဒီယာအီတလီအသင်းကိုယူနောက်၂၄ပြိုင်ပွဲရှင်ပြိုင်ခွင့်ရရှိအောင်ကူညီပေးနိုင်ခဲ့ပေမယ့်အသင်းဟာ၁၆အသင်းအဆင့်မှာဆွစ်ဇာလန်အသင်းကိုရေးနေခဲ့ပါတယ်အီတလီအသင်းဟာနောက်၂၆ကမ္ဘာဖလားခြေစစ်ပွဲမှာ နော်ဝေသင်းကိုရေးနေခဲ့တာကြောင့်ဂျွန်လာမှာစပယ်လက်ဒီဟာနိဗျာရာထူးကနေထုတ်ပယ်ခံခဲ့ရတာပါစပယ်လက်ဒီဟာစီးရီကလပ်တွေဖြစ်တဲ့အင်တာမီလန်ရိုမာနဲ့အူဒီနီအသင်းတို့ကိုကင်တွယ်ခဲ့ပြီးရုရှားကလပ်ဇင်းနေအသင်းကိုအမပေးဖလားရရှိအောင်ဆွဲဆောင်ပေးနိုင်ခဲ့ပါတယ်ဂျူပီတာအသင်းဟာစပယ်လက်ဒီကိုနိဗျာတစ်ပြစ်မခံရမီဘရန်ဘီလာကိုယာယီနိဗျာဖြစ်တာဝန်ပေးခဲ့ပြီးသူဟာအူဒီနီအသင်းရဲ့ပွဲမှာ၃ဂိုးတစ်ဂိုးနဲ့အနိုင်ရရှိအောင်ကင်တွယ်နိုင်ခဲ့တာပါဂျိုဗီတာအသင်းဟာဒီအာဒီစီးရီပွဲစဉ်ကိုးပွဲကစားပြီးမှအဆင့်တင်နေရာကနာပိုလီအသင်းနဲ့6မှတ်ကွာ အဆင့်ခွင့်နဲ့နေရာမှာရပ်တည်နေပြီချန်ပီယံလိပြိုင်ပွဲမှာတော့၃ဘွဲကစားထားတာမှာနှစ်ဘွဲတည်တစ်ဘွဲရှုံနေအဆင့်25နေရာမှာရပ်တည်နေတာဖြစ်ပါတယ်